မန္တလေးမြို့မှာမနေ့ကမိုးရွာကငလင်လှုပ်ပြီးတဲ့နောက်တပင်ပြိုလဲကငလင်ရှောင်းတဲပေါ်ပြီလို့သားဘာနုဦးတည်ဆုံးသူတို့ငလင်တန်းကြောင့်နေအဆောင်တချို့အက်ကွဲထိခိုက်မှုရှိတယ်လို့သတင်းရရှိပါရယ်မေလ18ရက်မနေ့ကညနေပိုင်းမန္တလေးမြို့မှာမိုးသည်ရန်စွာရာသွန်းခဲ့ပြီးည7:00နာရီခွဲဝန်းကျင်မှာမန္တလေးတိုင်းကြောက်ဆယ်နယ်မြစ်သားမြို့နေဘိုဟိုပြုကပြင်းအား Richter scale 9.8ရှိတဲ့ငလင်လှုပ်ခတ်ခဲ့တာဖြစ်ပါရယ် အဲ့ဒီလိုမိုးရွာငလင်းလှုပ်ပြီးတဲ့နောက်မနေ့ကည7:00နာရီခွဲအချိန်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်စိန်ပန်းရက်ကွက်52လမ်းနဲ့89လမ်းတောက်အဘေယာယာမရွှေကူကျောင်းတိုက်အတွင်းမှာရှိတဲ့ငလင်းဘေးသင့်ကင်ဆာစကန်တွင်ကလုံးပတ်၅ပေကန်အရှည်40ပေကန်ရှိတဲ့ကုတ်ကုပင်ကြီးတပင်အမြက်ကလန်ပြိုလဲကြကငလင်းရှောင်းမိုးကတက်တလုံးပေါ်ပြီလို့သားပါနှူတည်ဆုံတယ်လို့စိုးစုမိသားကသတင်းထုတ်ပြန်ပါတယ်။ဒါအပြင်ငလင်းတန်းကြောင့်မန္တလေးမြို့ပေါ်က ငလင်တန်နှင့်အဆောင်တချို့ထပ်မံအပ်ွဲတာကွန်ကရစ်ကွာကြတာအနှဲငယ်ရွယ်ဆောင်သွားတာမျိုးလည်းရှိတယ်လို့စုံစုမိသက်ကဆိုပါတယ်။မနေ့ကည7:00နာရီခွဲဝန်းကျင်မှာမန္တလေးတိုင်းကြောက်ဆယ်နယ်တဲ့ဘ ਹੁ ပြုကပြင်းအားရီတာစကေး9.8အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကတရင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီငလင်တန်ကိုမန္တလေးမြို့ကနေတိတိတသာခန်းဆားလိုက်ရပြီးတချို့က အိယာကနေဆင်းပြေးကြတယ်လို့မြို့ခံတွေကပြောပါတယ်။မလာ၂၈ရက်ကသခိုင်းမြို့အနီးကိုဗဟိုပြုကလှုပ်ခတ်ခဲ့တဲ့ပြင်းရ Radar Scale 9.9အဆင့်ရှိတဲ့ငလင်ကြီးနဲ့နောက်ဆက်တွဲငလင်တွေလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ယခုငလင်ဟာပြီးခဲ့တဲ့တလတာကာလအတွင်းအပြင်းထန်ဆုံးဖြစ်တယ်လို့မန္တလေးမြို့ခံတွေကပြောပါတယ်။